ဘံဆိုတာဓမ္မတွေဒုက္ခခတ်သိငိမ့်တာဆိုတာလူတိုင်းသိနေကြဘာဒုက္ခမှမရှိဘဲနဲ့နေရထိုင်ရတာဒီနိဗ္ဗာန်လို့မှတ်ပါဒုက္ခခတ်သိငိမ့်တာဘာခေါ်ကြအဲဒုက္ခခတ်သိငိမ့်တာနိဗ္ဗာန်ဆိုတာမှတ်ထားတော့ဩနိဗ္ဗာန်ဆိုတာဘယ်သဘောတည်းရှိပါလိမ့်မလို့မေးစရာမလိုတော့ဘူး မိမိတို့သံဃာမှာရှိတဲ့ဒုက္ခမျိုးစုံအကုန်ချုပ်ငြိမ်းရုပ်သိမ်းသွားတာကိုနိဗ္ဗာန်လို့မှတ်ထားပါနိဗ္ဗာန်သိကျင်တဲ့အခါကျလို့ရှိရင်ဖြင့်ဒုက္ခသိတဲ့ပုဂ္ဂိုလ်မှနိဗ္ဗာန်ကိုပုံမူပြီးတဲ့ကာလကြိုက်ရဒုက္ခမသိသေးတဲ့ပုဂ္ဂိုလ်သည်နိဗ္ဗာန်ကိုမကြိုက်ပါဘူး ဒုက္ခသိကြံတော့လေခန္ဓာကစူးစူးဆိုက်ဆိုက်ကြည့်မှဒုက္ခသိတယ်ခန္ဓာစူးစူးတည်းကြည့်လိုက်ပြီးဆုံးမဖြင့်ဒုက္ခမြူမြတ်မပါတာခန္ဓာကပြောလာအဲဒါကြောင့်နိဗ္ဗာန်သိကြံလို့ရှိရင်ဖြင့်ဒကာရမတွေကိုယ်ခန္ဓာသာကိုကြည့်လို့ရှိရင်ဒုက္ခတွေ့လိမ့်မယ် အဲ့ဒီဒုက္ခမျိုးသည်ချုပ်ငြိမ်ရုပ်သိမ်းသွားတာကိုနိဗ္ဗာန်လို့ခေါ်သည်လို့မှတ်ရမှာပဲအဲ့ဒါတရားဓမ္မတွေနိဗ္ဗာန်ကဒုက္ခကသိမ်းတော့ငြိမ်းရင်ပါတယ်ဖရာဆိုတာတော့လူတိုင်းပါပဲအဲ့ဒီငြိမ်းရင်လို့ရှိရင်နိဗ္ဗာန်ဟာအရှာတဲ့မှဥလာဘူးနေရာကြမှာပါ အရှာမတဲ့လို့ရှိရင်တရားဓမ္မတွေအချိန်ကြာကြလိမ့်မယ်လို့မှတ်ရမယ်နော်။ဘုရားကဒီဥဒ္ဒသံယုတ်မှာဟောလိုက်တာကနိဗ္ဗာန်သေဝသန္တိကေနိဗ္ဗာန်သေဝနိဗ္ဗာန်ဤသာလျှင်နိဗ္ဗာန်ဒီသာလျှင်သန္တိကေခီးမူဝေဘူးအနည်းကလေးမှရှိတယ်။ဘုရားကဟောတယ်။ နိဗ္ဗာန်ဝေးမှာရှိသေးလားနီးမှာရှိသေးလားနီးမှာပါဗျာအေးဒါတက္ကထာမဟုတ်ပါဘူးဒီကမဟုတ်ပါဘူးအခုခရေးတဲ့စာအုပ်တွေမဟုတ်ပါဘူးဘုရားမဆတ်တော်ကကိုသေးသေးချာချာထွက်လို့သေးသေးချာချာနိဗ္ဗာန်မဝေးပါဘူးလို့နတ်သားကိုသေးသေးချာချာတကားကျွယ်ဟောတာဒါကြောင့်နိဗ္ဗာန်ကိုတရားဓမ္မတို့ ဝေကလာနေသလားလို့မြန်မေးလို့ရှင်အနည်းကလေးဆိုတာဆုံးဖြတ်ချက်ချာနိဗ္ဗာန်ဒီဃာရမတို့အဝေလာနေလားမေးနေတယ်တဲ့အဲ့ဒါနိဗ္ဗာန်အနည်းကလေးရှိရဲ့တန်းနဲ့နိဗ္ဗာန်ရှာတာကိုအများရဲ့ရှာနေမတဲ့လို့ရှင်းပြင်ရှာလေဝေးလေနေခြင်းနေမှာပဲဒါဖြင့် နိဗ္ဗာန်ဘလောက်နည်းကြုံလို့မေးလို့ရှိရင်ဖြင့်အထုခုတဲ့ဒကာဓမ္မတွေခွင့်ရဒကာဓမ္မတွေကြာလာတော့ဩနိဗ္ဗာန်ဒီကားလို့ရှင် ဖြင့်ဒကာသိလို့ဒကာကျွေးလို့သိတဲ့တဲ့မဝေးပါလားဆိုတာကိုယ့်ဟာကိုယ်ပြောကိုရှိရင်ဖြစ်ပြဒုက္ခတွေချုပ်သွားတယ်ဆိုလို့ရှိရင်ပဲဒကာရဲချမ်းသာရာကြီးဟာဩဒုက္ခမရှိတာဒီဟာပါလားဆိုတာပြောလား ပြောလာတော့ကိုကိုရင်လုံးလုံးကြည့်ပြီးဒီနာရင်တွေ့ပြီးဒီကလာနေတော့ဩဘုရားကလည်းနိဗ္ဗာန်သေဝသန္တိကေနိဗ္ဗာန်သေဝနိဗ္ဗာန်ဤဒီသာရင်သန္တိကေခရီးမွေဘူးအနည်းကလေးပဲกว่าလို့နတ်သားဟောထားတာထောက်လိုက်တော့ကိုကိုရင်အားထုတ်ကြည့်ကြပါဒကာရမတို့အနည်းကလေးဆိုတာမှန်တယ်နိဗ္ဗာန်ဒီဝေလာနီလားနီးတော့ကော မိမိတို့အားထုတ်နေတဲ့ခန္ဓာကိုယ်ကိုမိမိတို့ကဖြစ်ဖြစ်တည်ရှိပြီးအဲ့တော့ဒီနာရှိရတာနဲ့တရားဓမ္မတွေအဝိဇ္ဇာနေကြလို့ရှိရင်ရှားလေမတွေ့လည်နေဦးမှာဘုလားဘုသဘောပါနိဗ္ဗာန်ပဲနာရှိတယ်ဗျာဒီနေ့နေနာမှာပဲရှိတယ်ရှိနေတာကိုတရားဓမ္မတွေက ဝေရှာနေလေလေတကကြွေကြာလေဝေးလေနော်မဝေးပဲဝေးပါဘုရားတကကြွေဝေးလေနော်ဝေးပါဘုရားအေးဒါကြောင့်ဘုရားကလည်းအနည်းလေးဒကာဓမ္မတွေကဝေးကြီးရှာနေကြမယ်ဆိုလို့ရှိရင်ဖြင့်ပြောဆိုရလဲနားမထောင်ရရောက်တယ်ကိုကိုရန်လူရှိလို့ရှာတယ်လဲပင်မန်းတာပဲကြီးကျူးစုခံစားရမယ်ဆိုတာပါလားအဲ့ဒါကြောင့်ကိုကိုယ်တိုင်လည်း တရားဓမ္မတွေအရှာလည်းမလွှဲအောင်အဝေးလည်းမလိုက်ဖဲနဲ့ဒီခံကဆုံးဒီဖြစ်ပြက်ဆုံးမှရှိတယ်ဆိုတဲ့ဥစ္စာကိုသေသေးချာချာစူးစိုက်ရှုပြီးဖြစ်ပြက်တာဒုက္ခသစ္စာဆုံးအောင်လိုက်လိုက်စမ်းပါတဲ့ဒီနေရာတွင်တွေ့ပါလိမ့်မယ်သဘောပါဗလားအဲဒါဖြင့်ဓမ္မတို့နိဗ္ဗာန်ဆိုတာဒီခင်ဗျားတို့ ရှိခကာလကဘယ်မှန်းလို့ဘယ်ရမ်းရမှမသိဘူးဘယ်ရမ်းလို့ဘယ်မှန်းရမှမသိတော့တရားဓမ္မတွေဒီကားလို့ဆိုလို့ရှိရင်ဩတော်တော်နဲ့ရောက်နိုင်တဲ့အလုတ်ဟုတ်မထင်ပါဘူးဆိုပြီးကာလလက်မှန်များချရတယ်လက်မှန်မချပါနဲ့တဲ့ကိုဆရာဘုန်းကြီးသေချာပြောနေဖခင်ကလည်းသေချာဟောနေတဲ့တွေ့မိဘဟေအနည်းကလေး ရှုကြည်ပါဒဂရမတို့အာလုံးလုံးလုံးကြည်ပါဒဂရမတို့နော်အလုံးလုံးကြည်တဲ့အခါကျလို့ရှိရင်ကြိုက်တဲ့တခုသောဥပဒနာကိုရှုကြည်ဝေဒနာဥပဒနာရှုခြင်းဝေဒနာဆုံးကိုင်းမှာပဲစိတ်ကဥပဒနာရှုရင်အာရုပ်ဆိုတဲ့ရုပ်တရားကိုရှုနေရင်ရောဒါဖြင့်ရုပ်ဆုံးပြန်တဲ့ရုပ်ကခန္ဓာလဲနေရတာဒီခန္ဓာရင် ဒီကန္နာငါကပ်ပြီးရှိနေတာအဆုံးနဲ့အဆက်နဲ့တွေ့သွားဒီကအဆုံးဖို့ကအစဒီလိုမနေဘူးလားအဲ့တော့ဒကာကျော်ရေဝေးသလားမဝေးပါဘူးအဲ့ဒါကဒကာရမတို့ဘုန်းကြီးကတော့ဖြင့်ဘုရားတော်မူလာပြောတာပဲကိုကိုယ်တိုင်တွေ့ကျင်လို့ရှိရင်ကိုကိုယ်တိုင်စမ်းသပ်ကြည့်ပါတဲ့သေသေးချာချာတွေ့ဘူးတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ် ကိုယ်ကိုယ်တိုင်အယုံမှန်တဲ့ရှားကြည့်လို့ရှိရင်ကိုယ်ကိုယ်တိုင်ခန္ဓာရှိတုံးဥပဒနာရှိတဲ့အဆုံးမှာဝိပဿနာသင်္ခါရဒုက္ခဆိုတာ၄ရှိသင်္ခါရဒုက္ခဆိုတာရှားမဟုတ်ပါဘူးစိတ်တို့ဖြစ်ပေါ်လာတာတွေပြတ်သွားတယ်တွေကသင်္ခါရဒုက္ခဝေဒနာတွေဖြစ်ပေါ်ပြီးပြောက်ပြတ်သွားတာတွေဟာရုပ်တရားပေါ်ပြီးပြတ်သွားတာတွေအဲဒီသင်္ခါရဒုက္ခ မလာတော့ဘူးရှုရင်မတတ်နဲ့ဒါရီယာချုပ်ငိမ့်သွားလို့ရှင်ဖြင့်သင်္ခါရဒုက္ခအဆုံးမှာသေသေးချာချာတွေ့တာသင်္ခါရဒုက္ခအဆုံးမှာတဲ့ဒကာရမတို့အသင်္ကတဒုက္ခရှိတယ်လို့မှတ်ပါသင်္ခါရဒုက္ခအဆုံးမှာဘာရှိပါလဲအဲအသင်္ကတဒနိဗ္ဗာန်မြတ်ဆိုတဲ့ဒုက္ခဒီနာရှိဒီနာရှိနေတော့ ဥပါဒနာရှုဆိုတာခန္ဓာစိုက်ရှုတော့ဒီခန္ဓာစိုက်တဲ့နေရာပါပဲအစားထိုးပြီးတွေ့လိုက်တာဒါကြောတခြားတွေ့ရလားဒီနေရာမှာချုပ်တဲ့ဆုံးမှလာ တွေ့လိုက်တာအဲ့တော့ဝေးတယ်နေတယ်တို့ကိုဘုရားသခင်ကိုရမကြီးကဖြင့်နေတဲ့ဘက်ကသာထောက်ခံရပေးပြီးကလာသူကိုယ်တိုင်လည်းအလုံးလုံးလာတဲ့ပုဂ္ဂိုလ်ကြီး အဲ့ဒါနီးတဲ့ဘက်ကသာရင် ဟောလိပြောလိရှိတယ်ဆိုတာတကသိမှတ်ပြီတော့အာလံဃာရမရေတဲ့နိဗ္ဗာန်ဒီတင်္ခါရဒုက္ခဆုံးမှရှိတင်္ခါရဒုက္ခဆိုတော့သာသံပေသံပါနေမှာဆိုလို့ခမားတို့ရှုနေတဲ့ဖြစ်ဖြစ်ဆုံးအောင်သာလိုက်လိုက်ရင်တွေးမယ်ရှင်းမလားဘာဆုံးလိုက်ရမလဲ အမဖြစ်ပြတွေ့အောင်ရှားပြီးကလည်းဖြစ်ပြမုံအောင်ကြည့်လို့ဖြစ်ပြဒုက္ခကြီးရဖြင့်ဒုက္ခသစ္စာပါပဲလို့ညံနေကလည်းဆုံးပြရဲ့ချပါ ਉ ဖြတ်ဆိုဆုံးသွားတာဆုံးသွားစီနဲ့တပြင်တည်းနိဗ္ဗာန်ကြီးနေဝန်လာဝန်ကြီးလို့ဩဒီနာခုပေါ်လာပေါ်လာပြီးကြလားတရားဓမ္မတို့တခါရင်အပေလေးပါးတကအပေလေးပါးကိုရောက်စေတတ်တဲ့ဒိဋ္ဌိဝိဇိကိစ္ဆာတို့ဒိလဗရပရမတ္တတို့ အပေရောက်စေတတ်တဲ့လောဘတို့ဒေါသတို့ဒါတွေဒီငါးခုဟာအကုန်ချုပ်သွားတာဒါချုပ်သွားတဲ့အဲအတွင်းမှာအနုတ္တိယကိလေသာတွေမရှိသောကြောင့်ဥလဘုရောတရားကျဲတို့တရားသိုက်တို့ခန္ဓာကိုယ်လည်းပေါ့ပါသွားဒိဋ္ဌိကိလေသာဝိသိကိစ္ဆာကိလေသာတိရောပရပရမသဆိုတဲ့ဒိဋ္ဌိအပေကြစေတတ်တဲ့လောဘဒါရေဒီကအပေကြစေတတ်တဲ့ဒေါသအလုံး၅ခုပေါ့လေဗျာ အဲ့ဓာတွေကဝန်းထဲမှာငကူကအမြင့်တွယ်နေတာအဲ့ဓာတွေကခொနဲ့ကနိဗ္ဗာန်လဲမြင်လိုက်ပါရောဒုက္ခဆုံးလို့ဩနေဝန်းလာဝန်းလို့နိဗ္ဗာန်ကြီးလဲမြင်လိုက်ပါရောတဲ့ခန္ဓာထဲမှာဓာတ်တွေလဲချုပ်ငြိမ်းရုပ်သိမ်းသွားတော့အဲ့ဓာတွေခန္ဓာကြီးကကိလေသာကြောင့်လင်းနေတာကြီးကခန္ဓာကိုပေါ်ပါသွားသဘောကျအဲ့တော့ခန္ဓာကိုပေါ်တာတရားကြောင့်လားလို့ဘုရားဘုရော တရားကျွဲတို့မင်းနေကြမလူတော့ပါအဲသူနဲ့ဆိုင်တဲ့ကိလေသာတွေဒီမက်ကရှုတဲ့မက်ကနေခြုံရင်းယုတ်သိအောင်လှုပ်လိုက်တာနဲ့ကိလေသာ၄ရက်တည်းပျောက်သွားတာပဲလို့မှတ်ရသဘောကျအေးဒါကြောင့်နိဗ္ဗာန်ကိုဟောရတဲ့နေ့မှုတရားဓမ္မတို့နိဗ္ဗာန်နဲ့ပတ်သက်တဲ့ပါဠိတော်တွေကိုဒီနေ့ပြောရမှာဖြစ်နေတော့ပထမဆရာတွေက နိဗ္ဗာန်ကိုပဲရည်စည်းထားပြီးယနေ့ဟောနေတယ်တရားတရားအဲ့ဒါနိဗ္ဗာန်ဆိုတာတရားဓမ္မတို့သင်္ခါရဒုက္ခဆုံးမှရှိတယ်ဒါမမေ့နဲ့နိဗ္ဗာန်ပဲရှိပါလေသင်္ခါရဒုက္ခဆိုတာဗျာဘုန်းကြီးများဗာမများမှသိတာပါလို့ဆိုရရှင် ခမားတို့ရှုနေတဲ့ဖြစ်ဖြစ်ဆုံးမှရှိတယ်မှလားသဘောကျ သင်္ခါရဒုက္ခအဆုံးမှရှိတယ်လို့ဆိုတာနားလည်ပါလားတို့တော့မိမိနားလည်မှုနဲ့မှတ်ရှင်လဲရှင်တယ်ဘယ်လိုမှတ်ကြမလဲဖြစ်ပြအဆုံးမှရှိတယ်လို့အဲ့ဒီအဆုံးကိုတခါသာမြင်လိုက်လို့ရှိရင်ဖြင့်သတ္တတာပါအစ်စ်ဧကံဖြစ်တာပဲရှင်းမလားသင်္ခါရဒုက္ခအဆုံးကိုဓမ္မတို့ဧကံမြင်တကယ်မြင်အောင်သာဖြင့်ဒီဘဝဖြင့် ကျိုးစားလိုက်တော့အပယ်လေးပါးနဲ့ဦးစားကွဲအောင်တရားကျွဲတို့တရားတိုက်တို့ကျိုးစားရတယ်။နောက်ကိုဒီလိုဦးစားကွဲကျင့်တဲ့အကျင့်မျိုးကဟောမဲ့လူလေရှိမှာမဟုတ်ဘူး။အဲ့တော့ဟောမဲ့လူမျိုးရှိတော့လေကျင့်တဲ့ပုဂ္ဂိုလ်ကလည်းစိတ်ကောင်းစိတ်မွန်နဲ့လေရှင်းပြတော်မှာမဟုတ်တော့ဘူး။အဲ့တော့ကျွတ်တော့မှာအပင်ငရဲမျိုးစိကဝင်းထဲမှာမပေါ့ဘဲနဲ့အမြဲရှိနေတယ်။အဲ့တော့ဒါတွေက သုတေငရေသေးလင်တော့ငရေဟုဘင်းဒီငရေကောင်ဘင်းဒီပေါက်ပေါက်လာဒီနုတရားကိလေသာကလေအေးဒါကြောင့်ဗျာဓမ္မတို့ငရေမျိုးစစ်ဖြင့်ဝန်းဒီကယူပြအောင်ယူပါဆိုတဲ့ဥစ္စာသင်္ခါရဒုက္ခဆုံးမြင်တဲ့ပုဂ္ဂိုလ်မှငရေမျိုးစစ်တုံးသင်္ခါရဒုက္ခဆုံးမြင်တဲ့ပုဂ္ဂိုလ်ဟာဘာပါလဲအဲ့တော့ငရေမျိုးစစ်ရှိနေတုန်းကို မကြွားကြမှာနဲ့မဝါကြမှာနဲ့ဟုတ်လားမပြောလိုက်ပါနဲ့ငရဲမျိုးစိတုံးမှပြောပါမင်းတို့လေရှိရင်ဖြင့်ထောင်ကြကန်นี่ပြောသလိုသက်ရှင်ကြကန်นี่ပြောသလိုဖြစ်မှာစိုးရမိမိပြောဟာလေသဘောပါကြကဲငရဲမျိုးစိရှိရင်လည်းဝလံပင်နေနဲ့ပြောလိုက်ဟုတ်လားသာရသမီးတွေနဲ့ပြောလိုက်ပါလိုက် အင်းဟိုလိုစားလို့နေလို့တိုင်းလို့ကြွားလိုက်မော်လိုက်လို့နေမယ်ဆိုတော့ဩငရေမျိုးစိတ်လည်းမတုံးသေးပဲနဲ့သူတည်လို့ရှိရင်ငရေမျိုးစိတ်ကကျုပ်ပေးစရာငရေပင်ငရေကောင်ပေါက်စရာရှိနေပါရဲ့သန်းနဲ့သူပြောပုံဒီကားလို့ဆိုလို့ရှိရင်ဖြင့်အင်းထောင်ကြကန်ဤပြောဆက်ကျင်ကြကန်ဤပြောသေကန်ဤပြောအပေရောက်ခန်ဤပြောဖြစ်သွားတယ် မဖြစ်ဘူးအေးဒါရီစဉ်းစားတော့မှသူများပြောညာတော်လဲတရားကျော်တို့ဥလာဘူးတို့တရားတိုက်တို့ဟင်အတုခိုးเสียလို့သေးဘေးကနေကြည့်ပါဘေးကနေကြည့်ပါငရေမျိုးစိတ်ကလည်းဒိဋ္ဌိမူကြီးကိစ္စသီလပရပရမတ္တအပေရောက်စေရတဲ့လောဘဒေါသ၅ခုဟာဒုက္ခဆုံးမြင်မှသူတို့ကငရေမျိုးစိတ်တုံးတာဘူးဗျာဒါမတုံးမင်းနဲ့ ဘွယ်လန်းသဘင်းနဲ့ပြောလိုက်မြင်းမြင်းပြောလိုက်ဒီလိုနေတဲ့ဒကာရမတွေကြာလာတော့ဩထောက်ကြကနီးပြောနဲ့တူလိုက်တယ်ကျိုးကြကနီးအင်းဒေကနီးပြောနဲ့အင်းပယ်ရောက်သွားကနီးပြောနဲ့